ိခနဲ့ဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြတိခဏာကအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်လောကလူသားတွေရဲ့ရှုံးရင်းနိုင်ရင်းလို့သတ်မှတ်ချက်ဘုရားမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အမတန်မှကွာခြားတယ်လောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးတယ်လို့ထင်နေတာတကယ်တော့ကိုယ်ကအနိုင်ရလိုက်တာလို့ အနိုင်အရှုံးဆိုတာတည်တည်ချာချာတွက်ချက်ပြီးတော့ကြည့်တဲ့အခါဘိက္ခံဘုကနိုင်လိုက်တယ်ဆိုတာအမတမထင်ရှားပါရကတစ်ခုကိုနိုင်ရှင်ပြီးတော့ကြည့်လေမြတ်စွာဘုရားနဲ့ဒေဝရတ်ရှင်တွဲပြီးတော့ပေါ်ပေါက်လာတာဆွေမျိုးတဲမှာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ညီကိုဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်ုံများမကား လူဘွားကရောက်ဖာဆိုတဲ့မြို့တိုင်းဝိုင်းထဲတောင်ရောက်လာသေးတာအဲ့ဒီနှစ်ဦးကိုပဲနှိုင်းရှင်ပြီးတော့ကြည့်မြတ်စွာဘုရားကမြေဓုတဖွဲတိခံမှုစွမ်းအားနဲ့ပြည့်စုံတယ်ဒီရက်ကလုံးဝတိခံနိုင်စွာမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့တိခံသူနဲ့တိခံမှု မရှိတဲ့ပုဂ္ဂိုလ်တိခံသူကို စော်ကားတဲ့ပုဂ္ဂိုလ်ဒီရက်နဲ့မြတ်စွာဘုရားဒီရက်ဟာ မြေရှိုးသွားရတယ်နောက်ဆုံးဒါမှအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်ဘုရားနဲ့ဒီဥဒ950ဇတိမှာကြည့်ရင်ဘုရားလောင်းကရှုံးတယ်လို့ဒီလိုထင်ကြမှာဘုရားဖြစ်တဲ့ဘဝတောင်မှပဲဒီဥဒ်ရဲ့စော်ကားမှုတွေကိုအများကြီးခံရနောက်ဆုံးမှာဆုံးဖြတ်ပေးတဲ့အချိန်မြတ်စွာဘုရားအနိုင်ရတယ်လို့ပဲပြောတာ ေဝရကဝန်ချတောင်းပန်ပြီးတော့ဘဝတစ်ခုချုပ်ငြိမ်းပြီးတော့သွားနောင်တရပြီးတော့မြတ်စွာဘုရားအပေါ်မှာတိခံခွင့်လွတ်ဖို့ဝန်ချပြီးတော့မှဘဝတစ်ခုဆုံးသက်သွားတယ်။အဲ့ဒီဝန်ချသွားမှုလေးဟာသူ့ရဲ့နောက်ဆုံးကြံရှိတဲ့သူတော်ကောင်းအကြီးချင်းလေးတစ်ခုဖြစ်သွားတယ်။အဲ့တိခံမှုဆိုတာဟာပါရမီပြည့်လာတဲ့ဘုရားမြတ်စွာအဖို့မှာတိုင်းဆက် မရှိလောက်အောင်ကြီးမားတဲ့တိခ္ခာမှုကိုရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုကြီးညိုလေးစားတဲ့ဩရဝတဝင်သူတော်စင်တွေဟာတိခ္ခာမှုဆိုတဲ့ခန္တီတရားကိုလက်ကင်ထားဖို့ဆိုတာအရေးကြီးတယ်လို့ဒီလိုမှတ်သား